ူကသဘောမကျဘူးသူကကြည့်မရဘူးသူကကျွန်တော်နဲ့ကိုညီနဲ့စတွေ့တယ်2006 2009ခုနှစ်နဲ့အဲ့ဒီတော့ငါသမီးစာကျက်နေရဆိုကားလေးဒါအပရိဇာဖူးဆုံးအဲ့ကားကဒရိုက်တာကိုညိုဦးရိုင်းလို့လဲပါတယ်အဲ့ငါသမီးစာကျက်နေရဆိုကားလေးအဲ့ကားရိုင်းတော့ကိုညိုကကမ္ဘာမှာစတွေ့ညီလေးမင်းကပြောစရာရှိရဲ့ဟုတ်ကဲ့ကိုကိုဆိုအဲ့ငါကြည့်လို့မရဘူးဟာဘာဖြစ်လို့လဲကိုမသိဘူးလေကြည့်လို့မရဘူးဟုတ်ကဲ့ဘာလို့ကြည့်လို့မရလဲမသိဘူးလေငါကြည့်လို့မရဘူးလေငါကြည့်လို့မရဘူးဆိုတာတခြားလူတွေပြောမှမင်းသိရတဲ့အခုငါအလုံးမလုံးခင်မှာတဲ့ပြောလိုက်တာဖြစ်ရှင်လို့ပြောတာတဲ့ဘယ်လိုဘာဖြစ်လဲဆိုတာ ကျွန်တော်ဘာမှဖြစ်ပါဘူးဘူးအလုံးလုံးတော့အဆင်ပြေလာတာငါပြေတာကျွန်တော်လည်းပြေဘာမှမဖြစ်ဘူးအဲ့ရစခဲ့တာအခုတည်းနေတာကျွန်တော်တို့ဒါဒီ10နှစ်ကြော်ကြော်လောက်မှပြန်ပြီးတော့ရိုက်ဖြစ်တဲ့ကားရိုက်ဖြစ်တယ်ဆိုတာလေကိုညုံနဲ့ကျွန်တော်နဲ့ကခြေပိုက်မှာရိုက်ခဲ့တဲ့ကားတွေမနေဘူးအများကြီးရှိတယ်ဆိုတော့ဒီဟာမှာရုပ်ရှင်ကားယူနီကားအနေနဲ့မှတေချာလေးတာပြန်ဆုံးဖြစ်တာပေါ့နော်နောက်ပိုင်းလည်းကျွန်တော်တို့ထပ်လုပ်သွားမယ့် project တွေရှိပါတယ်စောင့်ကြည့်ပေးပါလို့ပြောချင်ပါတယ်ဒီကားထဲမှာကမနမ3ယောက်မှာအကြီးဆုံး main khon ဆိုရဲ စက်ကောင်နေရာနေကြိုးစားပြီးတည်ဆောက်ထားပါရဗျဒီအိုးအိုးလေးကိုကိုတို့မိမတကြုံခဲ့ချိန်ထိမင်းကငါတို့ရဲ့အနာဂတ်ရှိနေတာပဲဒါဒီကိုညီကောင်တို့မဆက်တရားတော့ရိုက်ဘူးတာပေါ့နော်ရိုက်ဘူးလေဆိုမဲ့ဒီကားမှာတော့ main character ပေါ့ဆိုတော့သူကအကိုကြီးဆုံးလည်းဖြစ်တယ်။ဟောဒီအဲကြုံလာရတဲ့အဲကြုံလာရတဲ့ ပေါ်မှာသူဘလို့အကောင်းဆုံးကင်တွေဖြည့်ရှင်းသွားမလဲပေါ့အဲဒီပေါ်မှာငယ်စိတ်ဝင်စားကြည့်ရှုရမယ့် character လေးဒါလေးကတော့အဲ horror trailer ပေါ့နော်နောက်ခုနကကိုညိုပြောသွားဆိုတော့ drama လည်းပါတယ်ဆိုတော့အဲ့လိုပုံစံမျိုးစားလေးဖြစ်တော့သူကတစိမ့်စိမ့်နဲ့ကြောက်ဖို့အတွက်အဲ့လိုမျိုးကြည်ကြည်တဲ့အခါမှာရတရအောင်ကြိုးစားပြီးတော့ကျွန်တော်တေးဥဆောင်လာပေါ့ဆိုတော့ကျွန်တော်ဒီညမထွက်ရဆိုတဲ့ခေါင်းစဉ်နဲ့အဲဒီကားနဲ့လိုက်ဖက်မှုရှိအောင်ကျွန်တော်တို့ရေအကောင်းဆုံးပြောင်းကြိုးစားပြီးတိုးဆောင်လာကြတယ်။ဒါကြောင့်ကြည့်ရှုအားပေးဖို့တပည့်ခေါ်လိုပါတယ်ဗျ။ဟိုဟိုအရင်ငငယ်တော့ကကြိုက်တော့ဆိုကိုညောကကျွန်တော်တို့ဇက်တောင်မပြော ဲပြရှိရဲဒီနေ့လာခဲ့ဒီဆက်ဒီအဲဆက်သွားလာတော့ငါတို့ယုံနေမလားယုံနေမလားဆိုတော့ချကြတာပေါ့ဆိုတော့ဆိုပန်းတိပုံမြင်တော့ပါဘူးရိုက်တော့ဆိုတော့အဲ့လိုမျိုးဇလန်းကိုကျွန်တော်ရိုက်တဲ့နေ့မှာကျွန်တော်တို့ကိုဒီလိုပုံစံတရုပ်ဆောင်ကြုံမသိစေခြင်းနဲ့အတွက်ဆိုပြီးတော့လုပ်ခဲ့တယ်ပေါ့ဒါပေမဲ့အခုဒီကိုညိုနဲ့ကျွန်တော်အခုပြန်ဆုံတဲ့ဟာမှာတော့ဇလန်းတစ်ခုလုံးကိုတော့တိခွင့်ရတယ်ဆိုတော့တိခွင့်ရပြီးတော့ဒီပုံမှာမှကျွန်တော်အကောင်းဆုံးဖြစ်အောင်ကြိုးစားသိဆောင်တာဆိုတော့ twist လေးလည်းပါပါတယ်ကျွန်တော်တို့ကလေဒီကတော့ဟာပညာပေးကာကြီးတပွဲတော့ရိုက်ထားတာမဟုတ်ဘူးဒါပေမဲ့အဲဒီကအနေမှာကျွန်တော်ယူမယ်ဆိုရင်ရတဲ့ ဟာလေးတော့ရှိတယ်အဲဒီလက်ရှိတဘာဝနဲ့လည်းတအားနီးစံအောင်ရိုက်ထားတယ်ဆိုတော့တဘာဝလုံးဟော်ရာကားလို့ဂျာနယ်ထဲမှာပါတယ်ဆိုပေမဲ့လည်းကျွန်တော်လူစိတ်တွေပါမြင်အောင်ရိုက်ပြထားတဲ့ဟာလေးဖြစ်တော့ကျွန်တော်ယူတတ်ရင်တော့ရမယ့်ဟာလေးရှိရပါတော့ကျွန်တော်30ဒဘုံကိစ္စတွေကိုကျွန်တော်ယုံကြည်ပါတယ်ဒါပေမဲ့ကျွန်တော်အဆုံးမရောက်ပါဘူးဟိုဘက် ပြောမယ်တစ်ဖက်ဆုံးကိုရောက်ပြီးတော့ယုံကြည်နေတယ်မယုံကြည်ဘူးဆိုတာမရှိပါဘူးကျွန်တော်အလေလက်လမ်းစင်ပါပဲဆိုတော့ကျွန်တော်တို့ကတော့လူတွေကဘူကြောက်ဖို့ကောင်းတယ်လို့ထင်ပါတယ်ကက်ချင်ကတော့ကိုညိုဆွဲတာပါကိုညိုခွဲတာပါဒီကက်ချင်ပေါ့နော်ဒီလူဒီလူတွေတုံးမယ်ပေါ့ဆိုတော့ဒီထဲမှာအကုန်လုံးကျွန်တော်အပါဝင်ပြိတ္တတွေလည်းစိတ်ဝင်စားနေမှာရုံးမြတ်သူတွေတေးဥဆောင်ဟန်ပေါ့နော်ရုံးမြတ်သူကဒါ အဆိုတော့ဗောနော်အဆိုတော့မှာသူဒီကားမှာပထမဦးဆုံးအနေနဲ့ယုံကြီးကားတကားကိုရိုက်ခွင့်ရတယ် main road မှာလည်းတိုးဆောင်ခွင့်ရတဲ့ပုံမှာသူရဲ့တိုးဆောင်မှုကဘယ်လောက်ထိသွားမှာလဲဆိုတဲ့ပုံလေးပေါ့ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းစိတ်လို့ရှာပါတယ်ရင်းလင်းညှဉ်းပန်းပြီးပါတယ်သူကိုယ်စားကျွန်တော်ရိုက်တဲ့အချိန်မှာလည်းညီမလေးကကြိုးစားပါတယ် အဲ့လိုပဲအများရဆိုတဲ့ကအစ်တတယောက်ပါဆိုတော့လေးစူးစမ်းရဖုံးမင်းနဲ့ဆိုတော့ဘာမှမသုံးဆုံးအပြင်မှာဖုံးမင်းနဲ့ကအိုးသူတတငငလေးတွေကတီတီထားဆိုတော့ဒါလူပြိုလေးဖြစ်လာပြီးတော့တေးဥဆောင်လောက်လာတဲ့အချိန်မှာသူလည်းစုံဝင်ရတယ်ဆိုကလေးတွေအကုန်လုံးကစူးစမ်းပါတယ်ကျွန်တော်တို့ကျွန်တော်တို့ဟိုငငတုန်းကစူးစမ်းတဲ့ပုံစံတွေအတိုင်းကလေးတွေကအုပ်ပေါ်မှာလေးလေးစားစားပြန်စူးစမ်းပါတယ်အမေရသဖုံးနေတော့သုံးတာမတွေ့ဘူးဖြူတယ်မှာအဲသူတို့တခြားလေးကြိုးစားကြတယ်ဒါတော့တင်းဥဆောင်အစ်စ်လေးတွေတော်တော်များများကျွန်တော်တို့လည်းငငယ်ငယ်တော့ဆိုဥမာထားပါတော့ဟိုမျက်ရည်ကြမှာ အသေးဥဆောင်တာပြီးပြီမယ်လို့ထင်ခဲ့တဲ့အခိုက်အတန့်ရှိခဲ့ဘူးလေဆိုတော့ emotion တစ်ခုကိုထုတ်တဲ့အခါမှာတော့တောင်နဲ့တယောက်တော့ဟိုသုံးသက်ပုံချင်းမတူဘူး character တယောက်ရဲ့အဲ character တယောက်ရဲ့လူချင်းလူချင်းမှုပေါ်လဲမတူတဲ့ပုံမှာဒီကားမှာတော့ရင်းမြတ်သူကကိုညိုလူချင်းနဲ့အဲမိမိနေရာနေမှာအကောင်းဆုံးဇက်ကောင်ဇာတ်ရိုက်မှာသူစူးစမ်းပြီးတေးဥဆောင်ခဲ့တယ်လို့ထင်ပါတယ်ဒီကားအတွက်သူတာဝန်ချေရပါတော့တခြားတေးဥဆောင် အနေနဲ့တခြားဟာတွေလုပ်မယ်ဆိုရင်တော့သူလိလာစရာကြီးတော့အများကြီးရှိသေးရပါဘူးသူကြိုးစားအောင်ပါဟုတ်ဇာလန်သဘောအရတော့ကျွန်တော်တို့တွေအနည်းဆက်ဆုံးပေါ့နော်သဘာဝအကြောင်းဆုံးပြောင်းသိဥဆောင်ရတဲ့ဟာလေးရှိပါတယ်ဆိုတော့မွန်းချက်စရာရှိရောလဲမွန်းချက်တဲ့စိတ်တွေနဲ့ကျွန်တော်သုဆောင်ခဲ့ရတာပေါ့ဗျအဲ့သဘောပါပဲ message ကတော့ကျွန်တော်တို့တွေဒီကားလေးကိုလာပြီးကြည့်တဲ့ပြည်သက်တွေအနေနဲ့တွေးစရာလေးတွေရသွားမယ်ထင်ပါတယ်တွေးစရာလေးရတာဒါကတော့ကျွန်တော်တို့ horror drama ကားတွေပေါ့နော် trailer ကားတွေပေါ့ခြောက်မယ်လှမ်းမယ်အဲ့ဒါအပြင်ကိုတခြားဒီစင်းတွေတွေးတဲ့အခါမှာကိုယ့်အကူတွေးရင်းထဲမှာပေါ်လာမဲ့ဟာလေးရှိမယ်လို့ထင်တယ်ဇလန်းတဘာဝအရာလေဟုတ်မှန်တာပေါ့ကျွန်တော်တို့မျက်စိရှိမှမြင်နေရတဲ့အရာတွေမမြင်ရတဲ့အရာတွေရှိတာ ਉ ဆိုတော့လက်ရှိမှာတော့မြင်ရတဲ့အရာထက်မမြင်ရတဲ့အရာကြောက်ဖို့ကောင်းတယ်ဆိုရင်တော့အဲ့ဒါနည်းနည်းနေနေလေးတစ်ပတ်ဆုံးရောက်နေမယ်လို့ထင်ပါတယ်။မြင်နေရတဲ့အရာတစ်ချောက်ဆရာကောင်းတာတော့တော့စေတော့မရှိနိုင်သေးဘူးလို့ကျွန်တော်ထင်ပါတယ်ဗျ။အဲအသက်ရွယ်လိုက်ဖြစ်လာတဲ့ခံစားချက်နဲ့ရိုက်ခွင့်ရလာတဲ့ character တွေပေါ်မှာ ကျွန်တော်ကြိုးစားဝင်ရတယ်တေးဥဆောင်ဝင်ရလာတဲ့ပေါ်ပဲအဲအကောင်းဆုံးဖြစ်အောင်လုပ်နေတာပါတကယ်ကတော့ဟိုထူးပြီးတော့မှတခုခုထူးဆန်းအောင်လုပ်နေမယ်လို့တော့ကျွန်တော်မတွေးပါဘူးဒါပေမဲ့ကျွန်တော်ရရလာတဲ့ character တွေ play ရတဲ့အခါမှာကျွန်တော်အကောင်းဆုံးဖြစ်အောင်ဇက်ကောင်ဇိုက်ပြပြင်အောင်တဘာဝကြအောင်မဲစူးစမ်းပြီးတေးဥဆောင်ပါတယ်ဒါကိုလည်း driver ရဲ့တုံသင်ဆုံးမမှုနဲ့ပဲကျွန်တော်သွားနေရပါဗျကောင်းပါလားတဲ့အမနာတော့ဘူးမနစ်မနစ်ကအာနာတဲ့ပုံစံနဲ့အခုတော့မတူတော့ဘူးဘာလို့လဲဆိုတော့ကျွန်တော်လှုပ်ရှင်တာလေးတွေလောက်ရမဲ့အရွယ်လေးရောက်နေရပေါ့နော်ဆိုတော့ ိုကအရင်ငယ်ငယ်တုန်းကလိုမျိုးအားနာပြီးတော့ပဲဖြစ်ဖြစ်တိတ်မကြိုက်ပြီးတော့ပဲဖြစ်ဖြစ်လှုပ်တဲ့အလုပ်တွေမရှိဘူး။ဟိုကိုယ်တိုင်ကယုံကြည်ပြီးတော့ကြိုက်တဲ့ဟာကိုပဲလှုပ်လှုပ်ဖြစ်နေရယ်လှုပ်လေလှုပ်သွားအောင်ပဲ။ဒါပေမဲ့ကျွန်တော်လူဖြစ်တဲ့အတွက်ကျွန်တော်လွဲရလည်းရှိရင်ရှိမှာပေါ့နော်။ဆိုတော့ကျွန်တော်ယုံကြည်တဲ့ဟာကဒါလူတွေမကြိုက်တာလည်းဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ဒါပေမဲ့ကျွန်တော်ကြိုက်တာလေးတွေပဲကျွန်တော်ရွေးချယ်ပြီးတော့လုပ်မယ်။ဒါပေမဲ့လည်းကျွန်တော်ပရိသတ်ပရိသတ်တွေကိုယ်တိုင်ကလည်းကျွန်တော်မြင်ကျင်တဲ့ပုံစံလေးရှိအောင်ဆိုတော့အဲ့ဒါလေးလည်းပါမယ်ပေါ့။သူကသဘောမကျဘူးဆိုတော့ကြည့်မရဘူး။သူကကျွန်တော်နဲ့ကိုညီနဲ့စတွေ့2006 2009နဲ့အဲ့ဒီတော့ငါသမီးစာကျက်နေတဲ့ဇာတ်ကားလေးပ producer ဖူးဆောင်အဲ့ကားက writer ကိုညိုဦးရိုင်းလို့လည်းပါတယ်အဲ့ငါသတိစာချက်နေရယ်ဆိုကားလေအဲ့ကားရိုင်းတော့ကိုညိုကကမ္ဘာမှာစတယ်ဒီလေးမင်းကပြောစရာရှိရဲ့ဟုတ်ကဲ့ကိုကိုဆိုတော့ငါကြည့်လို့မရဘူးဟာဘာဖြစ်လို့လဲကိုမသိဘူးလေကြည့်လို့မရဘူးအခုဘာလို့ကြည့်လို့မရလဲမသိဘူးလေငါကြည့်လို့မရဘူးလေငါကြည့်လို့မရဘူးဆိုတာတခြားလူတွေပြောမှမင်းသိရတဲ့အခုငါအလုံးမလုံးခင်မှာတဲ့ပြောလိုက်တာဖြစ်ရှင်လို့ပြောတာလေဘယ်လိုလုပ်ဘာဖြစ်လဲဆိုတော့ကျွန်တော်ဘာမှဖြစ်ပါဘူးအခုအလုံးလုံးတော့အဆင်ပြေလာတာငါပြေတာကျွန်တော်လည်းပြေဘာမှဖြစ်ဘူးအဲ့ဒါစခဲ့တာပဲဒီနေ့ကကျွန်တော်တို့ ဒါဒီ10နှစ်ကြော်ကြော်လောက်မှပြန်ပြီးတော့ရိုက်ဖြစ်တဲ့ကားရိုက်ဖြစ်တယ်ဆိုတော့လေကိုညုံနဲ့ကျွန်တော်တို့ကခြေဘက်မှာရိုက်ခဲ့ကားတွေမနေဘူးအများကြီးရှိတယ်ဆိုတော့ဒီဟာမှာရုပ်ရှင်ကယုံကြီးကားအနေနဲ့မှာတေချာလေးဒါပြန်ဆုံးဖြစ်တာပေါ့နော်နောက်ပိုင်းလည်းကျွန်တော်တို့ထပ်လုပ်သွားမယ့် project တွေရှိပါတယ်စောင့်ကြည့်ပေးပါဦးပြောချင်ပါတယ်မြုံစီမြုံစီထပ်တော့ကိုယ်လင်းလင်းသမားကတော့ကျွန်တော်ပို့သဘောကျပါတယ် မကြိုက်ရင်မကြိုက်ဘူးပြောတဲ့ပြောရတဲ့တတိယရှိဖို့လိုပါတယ်ဆိုတော့ तू ကျွန်တော်မကြိုက်လို့မကြိုက်ဘူးပြောတာပြဿနာမရှိဘူးညောကတော့သူ့ကားတွေတော်တော်များများပါကျွန်တော်တို့လည်းတည်ပြီးသားဖြစ်မှာပါသူ့ရဲ့ marketing ကို तू 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 လိုအပ်တဲ့ပုံစံနဲ့ तू လုပ်လို့ရှိပါတယ်ဆိုတော့ဒါကိုကျွန်တော်တို့လည်းဟိုညိုရဲ့ပြည်သက်ဖြစ်တဲ့အတွက်ညှင်းခုံပါတယ်ဗျလက်ခံပါတယ်အကြခဲ့ပြီလေကျွန်တော်2006 2009ခုံစားလုပ်ခဲ့တဲ့နှစ်ပေါင်းများစွာဒီတိုင်းပဲ မင်းကကြည့်လို့မရဘူးကွာဆိုတာအဲ့လိုမျိုးဟိုလိုမျိုးရန်သူတယောက်တစ်ဖွဲ့ပြောတာမဟုတ်သူကသူကျွန်တော်ဘာကိုကြည့်မရလဲတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့သူစိတ်ထဲမှာရှိရဲဟာကိုတီးခွင့်ရတယ်နောက်အလုပ်တွေအတူတူလုပ်ခွင့်ရတဲ့အခါမှာပို့ပြီးတော့ဟိုမလင်းလင်းနဲ့လုပ်ခွင့်ရရလို့ကျွန်တော်ထင်တယ်ကျွန်တော်ထင်တာကမေးပြီးကိုကျိုးစိတ်ထဲမှာကျွန်တော်ကတချင်းနေစုံနေရဲ့အဲ rap rap နေစုံနေရဲ့ exam ကခြားတေးတကောင်ရွှေရှင်လောကတွေလာရှုပ်လို့ကြည့်လို့မရဘူးလို့မြင်လည်းမြင်ပါဗော တဲ့အပြိုပေါ့လာလုပ်တယ်ဒါပဲကျွန်တော်အနေနဲ့သူနဲ့အလုပ်လုပ်တဲ့အခါမှာဒီအလုပ်ပေါ်မှာကျွန်တော်ယူသွမှုရှိလားမရှိလားဆိုတာသူသူအသိဆုံးဖြစ်မှာပေါ့ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တို့လက်တွဲဖြစ်သွားတာပေါ့အဲ့ဒါထင်ပါတယ်ကိုကျွန်းနဲ့ကျွန်တော်နဲ့ကလေအလုပ်မလုပ်ဖြစ်တာပဲရှိတယ်ကျွန်တော်တို့အလုပ်လုပ်မယ်ဆိုစပြီးတော့တည်တဲ့အချိန်မှာအဲ့လိုအများကြီးညှိကြရမလို့ခင်ဗျအများကြီးညှိကြရမလို့ဆိုတာလေကျွန်တော်ဘာလုပ်နိုင်လဲဆိုတာသူသိတယ်လို့ကိုညိုဘာလုပ်နိုင်လဲဆိုတာကျွန်တော်အကုန်သိတယ်တကယ်သိတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဗီဒီယိုခစ်မှာကျွန်တော်ရိုက်ခဲ့တဲ့ကားတွေကဘယ်လိုမျိုး ဟိုဟိုမှာထားပါတော့ဟာတာကားဆိုရင်တော့မှကျွန်တော်တော်တော်လေးကိုအခုချိန်ပြန်ကြည့်ရင်တော့မှကြည့်ကောင်းတဲ့ဟာတာကားလေးကျွန်တော်ဆွဲခဲ့ကြတာဆိုတော့သူဘာလုပ်နိုင်လဲကျွန်တော်သိရဲ့ကျွန်တော်ကျွန်တော်သူဘယ်လိုခိုင်းရမလဲကျွန်တော်ကောင်းအောင်သိရဲ့ဆိုတော့နောက် project တွေမှာလည်းကျွန်တော်ထပ်ပြီးတော့ကောင်းအောင်ကြိုးစားသွားကြမယ်အဲ့လိုပဲရည်စူးထားကြတယ်ဗျဒီလိုနဲ့ရိုက်ချင်တာရယ်နောက်တစ်ခါကျတော့ကျွန်တော်ဒီဇလန်ဖရိန်ကိုနားထောင်လိုက်တဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်ဒီဇက်ကောင်စီရိုက်မှာကြိုးစားပြီးတရုပ်ဆောင်ခွင့်ရတဲ့အခါမှာလုံနိုင်မယ်လို့ယုံကြည်ရတော့ပါဗျအဲကိုညိုပရိသတ်တွေနောက်တစ်ခါကျတော့အခုလိုမျိုးဒရမာထရိုလာဟော်ရာကားတွေကိုကြိုက်တဲ့ပရိသတ်တွေအနေနဲ့တော့ဒသိန်းစင်လေးနဲ့ နည်းတွေးစရာလေးရသွားမယ်ဆိုတော့ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့ loud tissue အားပြုတော့ဖိတ်ခေါ်လိုပါတယ်ကျွန်တော်အကောင်းဆုံးဖြစ်အောင်ကြိုးစားထားပါတယ်